ဒါကကျွန်တော်တို့ဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းပါပဲ။သခင်ယေရှုရဲ့ဂတိတော်ကိုလိုက်ပြီးတော့မှကျွန်တော်တို့ဒီအဖြစ်ပြက်ကတော့မာရိမာတလာဇရုလာဇရုတေဆုံးတဲ့အခါကျတော့သခင်ယေရှုပြောခဲ့တဲ့စကားဖြစ်ပါတယ်။အဲ့ဒီမှာသူ့အမမာရိကဘာပြောလဲဆိုတော့"ကျမယုံပါတယ်သခင်"ဆိုတဲ့စကားပဲဖြစ်ပါတယ်ဝန်ခံစကားပဲဖြစ်ပါတယ်မိသားစုတွေရဲ့ဝန်ခံစကားဖြစ်ပါတယ်မန်းအောင်ကြီးရဲ့ 是到是你的那爱爱嘛，双倍爱爱嘛。因为他伊当，伊抽身，个三月阿十八达，阿姆尼牡丹咯，灰哟咯，兔年一个大老辈，只马四股变心他巴哩，只马如明阿金比大叔个年代千古呀巴哩，看伊手表，永久金阿片，看伊手表个永久金阿片，看伊手的几千个欧面币。 ျမတို့ဒီတည်ခြင်းကိုအောင်မြင်တဲ့ဘုရားရှင်နဲ့အတူနေထိုင်ခွင့်ရပြီးဘုရားရှင်ကိုမျက်နှာချင်းဆိုင်မအောင်ကြီးတွေတွေ့ရပြီးဘုရားရဲ့ဘုန်းတော်ထဲမှာသူနေထိုင်ရတော့အခွင့်ကိုရပြီးမအောင်ကြီးဒီကြီးမားတဲ့အခွင့်ကိုမအောင်ကြီးရရှိနေပြီဖြစ်ပါတယ်။ကျမအကြောင်းအရာလေးပြောချင်ပါတယ်။ကျမလူငယ်စနစ်ကူကိုတင်းတယ်တင်ပါတယ်။ကျမတို့ zoom နဲ့ပဲဘာဖြစ်လို့ဆိုတော့တချို့တော့ကျမ ဒီ Sunday School အတန်းကလူငယ်တွေကတော့အခြားနိုင်ငံရက်ချမ်းမှာရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမညတနင်္ဂနွေနေ့ည၈နာရီဆိုကျမအမြဲတမ်းပဲ Sunday School ကျမခေါ်လိုက်ပြီ Sunday School တက်ချက်ရအောင်လို့ဆိုရင်တယောက်ပြီးတယောက်တယောက်ပြီးတယောက်တက်လာကြတယ်အဲ့ဒီမှာကျမတို့စကားတွေပြောကြတယ်တို့ရဲ့ခက်ခဲလေးတွေကိုကျမတို့ဆူတောင်းပေးကြတယ်နောက်ကျမတို့ဘာတွေ့ရလဲဆိုတော့ကြံခဲ့တဲ့၃လေးနှစ်ကတော့ဒီตาလေးတယောက်ကမိခင်အဲလောလား မိခင်ခေါ်လိုမှုချင်းခံရတယ်။ကျမတို့ဆူတောင်းပေးတယ်သူ့အတွက်။နောက်တစ်ယောက် Milvis ဆိုတဲ့သမီးလေးကလည်းသူ့ရဲ့မိခင်ခေါ်လိုမှုချင်းခံရတယ်။နောက်တစ်ခါအဲ့တော့ကျမတို့ဆူတောင်းပေးတယ်။နောက်တစ်ခါ Saint Andrew သူ့ရဲ့ဖခင်ဘုန်းတော်ဝင်စားသွားတယ်။ခုတစ်ခါသမီးလေးပုံပုံနဲ့နင်းရနီဆိုင်ဖခင်ဘုန်းတော်ဝင်စားသွားတယ်။အဲ့တော့ကျမတို့တငယ်ချင်းတွေ ော်ဆူတောင်းပေးကြတယ်အားပေးစကားတွေပြောကြတယ်အားပေးစကားတွေမှာဘာတွေပြောလဲဆိုတော့ဆူတောင်းပေးနေတယ်နော်တချို့ကလည်းအနားမှာနေပဲနေချင်တယ်စကားတစ်ခုမှမပြောဘူးနော်တဲ့အနားမှာပဲလာနေချင်တယ်နော်တယောက်နဲ့တယောက်အားပေးစကားတွေပြောတယ်အဲ့တော့ဒီမိခင်ဖခင် ခေါရမှုချင်းခံရတဲ့ဒီကျမရဲ့လူငယ်လေးတွေကိုကျမကြည့်တော့ငြိမ်သက်ချင်းနဲ့အများကြီးရကြတယ်သူတို့ရဲ့မျက်နှာကတင်းငြိမ်တယ်နော်သူတို့ရဲ့ဒီလှုပ်ရှားမှုတွေကလည်း တည်ငြိမ်အေးဆေးနေတယ်နော်ပြီးရင်လေသူတို့ရဲ့ဝန်ခံမှုကိုဖျားရှင်ရဲ့ပြုတ်တဲ့အမှုကိုဝန်ခံကြတယ်ဆိုတာကိုကျမတွေ့ရတော့ကျမအင်မတန်မှဝမ်းမြောက်ပြီးတော့မှအံ့ဩဝမ်းသာရပါတယ်။ဘာဖြစ်လို့လဲလို့ကျမကြည့်တဲ့အခါမှာသူတို့တွေဒီငြိမ်သက်မှုကိုရတယ်။ငြိမ်ချမ်းမှုကိုရတယ်။အလိုတော်ကိုဝန်ခံတယ်။ဘာကြောင့်လဲ။သူတို့ရဲ့ဆုံးပါသွားတဲ့မိခင်ဖခင်များသည် ဖျားရှင်ရဲ့ဘုံတော်မှာရှိနေပြီဖြစ်တယ်။ဖျားရှင်နဲ့မျက်နှချင်းဆိုင်တွေ့နေပြီဖြစ်တယ်။တနေ့လေပြန်လဲဆုံတွေ့ကျွန်တော်တို့အခုနာ church ကဆိုတဲ့အချင်းအသိန်းတော်ကပြန်လဲဆုံတွေ့ရအောင်မေဆိုတဲ့ဂတိနဲ့ဆိုတဲ့မျော်လင့်ချက်တွေနဲ့ကျမရဲ့ဒီသားသမီးတွေကပြင်းငိမ်အေးဆေးစွာနဲ့ဒီအရာကိုရင်ဆိုင်သွားကြတာကိုကျမတို့တွေ့ရပါတယ်။ဗျာဒိတ်ကျမ်းကျမတို့အမြဲတမ်းဖတ်နေတဲ့27။ဘာပြောလဲဆိုတော့ လူတို့နဲ့အတူကျင်းဝတ်တော်မူမည်သူတို့သည်ကိုတော်ဤလူဖြစ်ကြလိမ့်မည်ဖျားသခင်သည်ကိုတော်တိုင်းသူတို့နဲ့အတူရှိ၍သူတို့ဤဖျားသခင်ဖြစ်တော်မူမည်ခေါ်ရမှုချင်းခံရတဲ့ဒီသားတွေဒီသမီးတွေရဲ့မိခင်ဖခင်တွေဟာသခင်ရှုဖျားနဲ့အတူရှိနေဖျားသခင်နဲ့အတူရှိနေပြီဖျားသခင်သည်သူတို့ဤမျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူဒီမိခင်ဖခင်တွေဟာဖျားရှင်နဲ့အတူရှိနေတဲ့အတွက်ကြောင့်မလို့ မျက်ရည်ကျစရာအကြောင်းမရှိတော့ဘူးကျမတို့လောကမှာရှိတဲ့လူတွေမျက်ရည်ကျရအောင်မယ်ဥမနဲ့ရမယ်ပူဆွရမယ်ငိုကြွေးရအောင်မယ်ဒီဖះရှင်ရဲ့ဘုံတော်မှာရှိနေတဲ့ဒီမိခင်ဖခင်နေသည်ဖះရှင်ကသူတို့မျက်ရည်သူတို့မှာငိုစရာအကြောင်းမရှိတော့ဘူးနောက်တစ်ခုနောက်တစ်ဖန်တီးပြီးလည်းမရှိရတော့ထပ်ပြီးတော့တေးစရာအကြောင်းမရှိတော့ဒီမှာတစ်ချိန်ပဲနော်အပြစ်ဒုစရိုက်ကြောင့်မလို့တေချင်းကို ကြော်လွားသွားပြီးတော့ဖျားရှင်စီမှာဒါနောက်တစ်ခါသိပေးမယ်ဖျားရှင်နဲ့အတူထာဝရရှိနေပြီဖြစ်ပါတယ်နောက်တစ်ချက်ကတော့စိတ်မတာညီးတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရတော့ဘူးလောကမှာကျမတို့ရှိနေစဉ်စိတ်ပင်ပန်းပါတယ်ညီးတွားရပါတယ်အော်ဟစ်ရပါတယ်သို့တော်လေဘုံတော်ဝင်စားသွားပြီးတော့ဖခင်မိခင်များသည် ဖရာရဲ့ဘုံတော်မှာရှိနေတယ်ဘာမှညီးတွားခြင်းအော်ဟစ်ခြင်းမရှိတော့ဘူးဆိုတဲ့ငြိမ်သက်မှုဟာဒီသားတွေတမီးတွေမှာရှိနေတယ်တကြောင်မလို့သူတို့မှာငြိမ်သက်ခြင်းရှိနေတယ်ဆိုတာကိုတွေ့ရပါတယ်ဒီငြိမ်သက်ခြင်းဒီလေဘယ်ကလာတဲ့ငြိမ်သက်ခြင်းလဲဖရာရှင်ပေးတဲ့ငြိမ်သက်ခြင်းပဲဖြစ်ပါတယ်ဖရာရှင်ကဘာပြောလဲဆိုရင်ကျွန်တော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14 29မှာ ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်သင်တို့စိတ်နှလုံးပူပန်ခြင်းတုန်လှုပ်ခြင်းမရှိစေနည်းကျမရဲ့ဒီ Sunday School ကလေးများတို့မိခင်ဖခင်ဘုန်းတော်ဝင်စားသွားပြီးတို့တနေ့ပြန်တွေ့မယ်လို့လည်းမျှော်လင့်ကြတယ်တို့ရဲ့မိခင်ဖခင်တို့လည်းဖခင်နဲ့အတူမျက်နှာချင်းဆိုင်တွေ့ပြီးဖြစ်တယ် အဲ့တော့သူတို့ဒီလေညင်သက်ချင်းသူတို့ရတဲ့ညင်သက်ချင်းဒီတကယ်ရှုဖျားကပေးတဲ့တခြားအရာနဲ့မတူတဲ့ညင်သက်ချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညင်သက်ချင်းနဲ့အတူဒီအရာကိုရင်ဆိုင်သွားနိုင်ပြီဆိုတာကိုကျမတို့တွေ့ရပါတယ်။ဒါကြောင့်မလို့ကျမတို့ဒီလောကမှာအသက်ရှင်နေမှာပဲ။အသက်ဒါတခြားလုံးကျမတို့အချိန်တန်တဲ့အခါမှာမန်းအောင်ကြီးလို့အိုးတင်မင်း သင်ရဲ့လက်နက်ကပါလေဒီလက်နက်ကိုချိုးဖြက်လိုက်ပြီဖျားရှင်အဖင်ချိုးဖြက်လိုက်ပြီမရဏနိုင်ငံသင်ရဲ့တေချင်းကပါလေငါအခုလွတ်မြောက်ပြီတေချင်းကလည်းပြီထာဝရအတက်ကိုကျမကျွန်တော်ရရှိပြီဆိုပြီးတော့ကြွေးကြော်တယ်လို့သခင်ရှုရဲ့ဂတိတော်ဖြစ်တဲ့ငါကိုယုံကြည်တော်သူသည်တေလွန်တော်လေရှင်းလိမ့်မည်ဆိုတဲ့ဂတိကိုကျမတို့မြဲမြဲဆွဲကင်ဒီဂရီကိုကျမတို့မျှော်လင့်ဒီဂရီကိုကျမတို့လက်ဝယ်ထားပြီးတော့မှငြိမ်သက်ချမ်းသာစွာနဲ့ငြိမ်သက်အေးဆေးစွာနဲ့ကျမတို့အလိုတော်တွေကို ဝန်ခံကြဖို့ဖြစ်ပါလေကျွန်မတို့မြင်ရောက်နေတယ်ကောင်းကင်ဘုံဖရာရှင်နဲ့အတူမောင်းအောင်ကြီးရည်နေမှာကိုကျွန်မမြင်ရောက်နေပျော်နေမှာကိုကျွန်မမြင်ရောက်နေအိမ်သူအိမ်သားလေကျွန်မတို့ကိုစောင့်နေမယ်ဆိုတာကိုလေကျွန်မသိနေပါတယ်အဲ့တော့ခြံရည်သူမိသားစုများ ਨੇ ကျွန်မတို့အားလုံးလည်းပဲဖရာရှင်ကခေါ်တဲ့အခါမှာအစင်သင့်ဖြစ်လက် yes လာပါပြီအရှင်လို့ပြောပြီးတော့မှလိုက်ပါသွားနိုင်အောင်လို့ကျမတို့စောင့်ကြိုကြပါစို့အားလုံးကိုဖျက်ရှင်ကောင်းချီးပေးလေမိသားစုများလည်းနှစ်သိမ့်ညီတက်ချင်းရရှိပါစေအာမင် င်းအောင်ကြီးရဲ့ညီငယ်ဒေါက်တာထွဝိဆိုင်နဲ့ဆရာဇာနီဖြိုးဝိဆိုင်ရဲ့ဂုဏ်တော်ချီးမွမ်းခြင်းအပြင်ဆက်လက်ကိုးကွယ်ဝတ်ပြုကြပါစို့ မျိုးသားမိသားရရဲ့ဂုဏ်တော်ချီးမွမ်းခြင်းအပြင်ဆက်လက်ကိုးကွယ်ဝတ်ပြုကြပါစို့ 大主教啊，基督真子啊，只要被我言出来，他们那年那个尼撒人耶稣那末那被拷问的。哎，耶稣啊，哎。 ကောင်းကင်အဖပေါ်နော်ဖခင်ယေရှုကိုချီးမွမ်းပါတယ်အဲမိဘတွေအတွက်အကောင်းဆုံးသောသားအဲညီကိုအတွက်အကောင်းဆုံးသောကိုသားသမီးတွေအတွက်အကောင်းဆုံးသောဖေကိုပေးရတဲ့အတွက်ကြောင့်ယေရှုတင်ချင်ပါတယ်အဲဘဝစီုံတက်တဲ့အချိန်မှစပြီးတော့ဗောနော်ဆုံးသည့်အချိန်ဆုတောင်းခြင်းခွာလူဝင်အားငွေအားများစွာဖြင့်ပေါဝင်ပေးခဲ့ကြပါတော့ယနေ့ရဝေးယနေ့မှချစ်ခင်ရပါတော့မိတ်ဆွေတို့တယောက်ချင်းစီကိုလည်းယေရှုတင်ပါတယ် စီယွန်တက်တဲ့အချိန်မှာကုသပေးခဲ့တဲ့အချူကုဆရာဝန်ကြီး၄ဦးနဲ့တာဝန်ကျဆရာဆရာမတွေကိုလည်းကျေးဇူးတင်ရှိပါတယ်။မိသားစုဆရာဝန်အဖြစ်ပေါ့နော်မိသားစုများရောအချိန်ကြီးရှင်ပြကအဲဖဖရဲ့ထွက်တဲ့အချိန်ပေါ့နော်အတူရှိပေးရဲ့ဒေါက်တာဝီကိုလည်းအထူးကျေးဇူးတင်ချင်ပါတယ်။ဘဝရဲ့ကျမရဲ့ကိစ္စတွေကိုအဲတခုခုဖုန်းဆက်တိုင်းပေါ့နော်တိုင်ပင်ခွင့်ရခဲ့ဒေါက်တာဂျူးကိုလည်းကျေးဇူးတင်ချင်ပါတယ်အာအထူးသဖြင့်ပေါ့နော် ဝိဒံအတင်းတော်ကောင်ဆယ်တက်စင်တက်စင်ကာလမှာပေါ့နော်အဲအဲဆောက်ရှောက်ပေးခဲ့တဲ့မွန်နိုဘူလီကိုလည်းကျေးဇူးတင်ချင်ပါတယ်